ခုကကျတော့မင်းတို့အာလူးတွေကိုဒီမှာခေါ်ထားရတာအကြောင်းရပါမင်းတို့ရုံးတဲ့နေမှာခေါ်ထားရလဲလူစစ်တွေဆိုသူကတွေးဝေတာပေါ့အမေကတော့လူစစ်တွေအရုံးထိုင်နေနေရမှာမခေါ်ထားရဘူးမင်းတို့အဓိကတော့ငါရှိနေတဲ့နေရာနဲ့ကဝေးဝေးမှာမင်းတို့ထားရမယ်ပေါ့နောက်တစ်ခုကမင်းတို့ရဲ့ယုံကြည်စိတ်ချရမှုနဲ့ယဉ်နိမှုပေါ်မှာမူတည်ပြီးတော့ဟိုဒီရုံးလိုမျိုး information စုံတဲ့နေရာကိုခေါ်ရမယ်ပေါ့ ါတော့ငါတို့ကတော့အဲ့ဒီအတူတူခေါ်ဟိုစန့်ကျင်တယ်ဗော။မဖြစ်လို့လေဆိုတော့မင်းတို့ပကြပုံတစ်ခုပြောပြမယ်။မင်းတို့လည်းဆက်နှက်ရှားပါဗော။အဲ့တော့ဘုရားပါတာပါ။ဒီယဟန်နာဘုံကြီးတစ်ပါးပေါ့ဗော။ဘုံကြီးတစ်ပါးရဲ့အိမ်ပြိတ္တာမဝါဆိုတဲ့အခါအပိရိသမအိမ်မှာဘုန်းကြီးကဝါသွားဆိုဘုန်းကြီးကဝါသွားဆိုတော့တချို့ကပြောတာပေါ့ အဒီပုံးကြီးကပြဇာမနဲ့သူအိတ်တယ်နော်ဒီပြဇာမအိမ်မှာနေရပေါ့အပြောတာပေါ့ဒါမဲ့အဲပုံးကြီးကတော့ဒါဟိုဆရာသမိုင်းနေရပေါ့နော်အဲတော့ပုံးကြီးကတော့ဘာမှပြန်ပြောဘူးသူကပုံးပုံးကြီးဆိုတာဝါရောဆိုရမယ့်အချိန်ရောက်ရင်သူရောက်တဲ့နေရာမှာသူဝါဆိုရမှာပဲပြီးရင်သူဆက်လက်ပြီးတော့မသွားဘူးဝါရဲပြီးမသွားရဘူးဝါဆိုရအဲ့တော့ तू อ่ะအဲ့လိုမျိုးနဲ့ဂျုံတဲ့ခါမှာ तू อ่ะအစ်မလာမိုက်မှာဝါဆိုတော့ तू က သူများလည်းသူ့ကိုလိုကြောကြတာပေါ့ဆရာကိုလည်းရှောက်ကြတာပေါ့ဒီမျိုးဖြစ်တယ်လို့ဒီကိုတော်ကပေါ့ဆရာတော့ဘာမှမပြောပါဘူးစောင့်ကြည့်ပါလားအဲ့တော့ဝါထွက်လာတဲ့အခါမှာအဲ့ဒီပြည်စာမကဘိက္ခုနီပြောပါဘိက္ခုနီဆိုတာမေသီလရှင်လိုမျိုးပေါ့ကွာမေသီလရှင်တော့မဟုတ်ဘူးမေသီလရှင်သာသနာဘုရားခင်မှလည်းမရှိဘူးပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်သွားတယ်အဲ့မင်းတို့ပြောပြချင်တာကဘာလဲဆိုတော့မအားတို့မင်းတို့ရဲ့အကိုတွေမင်းတို့ရဲ့နောင်တော်တွေငါတို့တွေရဲ့တော်လှန်ရေးတည်ကြ ကိုကိုယုံကြည်မှုရှိမင်းတို့ကဘယ်လောအပဲလာလာဘယ်နေထားအပဲလာလာဘယ်တိုင်းဝဲရပဲလာလာနောက်ဆုံးစစ်ကောင်စီလူရှိုးပါနေကြစေုံကွာမင်းတို့ဒီတိရစ္ဆာန်မဟုတ်လူဖြစ်လူဖြစ်တဲ့တော့ကြောင့်လူအသည့်တရားရှိ လူအသည့်တရားရှိရင်တော့ငါတို့ရဲ့လုံနေတဲ့တော်လိုင်းရေးရှိမဲ့ချက်ငါတို့ခံစားနေတဲ့ခံစားချက်တွေကိုမင်းတို့နားလည်လာတဲ့အခါမင်းတို့ကဘယ်အလောအပဲလာလာမင်းတို့ဒီတော်လိုင်းရေးသမားဖြစ်ရဘာဖြစ်လို့လဲငါတို့ဒီငါတို့တော်လိုင်းရေးပေါ်မှာ ါတို့တော်လိုင်းအိမ်ပေါ်မှာထားတဲ့စေစနာငါတို့တော်လိုင်းအိမ်ပေါ်မှာထားတဲ့သိခါငါတို့တော်လိုင်းအိမ်ပေါ်မှာထားတဲ့ယုံကြည်ချက်ဒီခိုင်မာတဲ့အတွက်ကြောင့်မို့ဘယ်သူနဲ့ပဲပေါင်ပေါင်မင်းတို့တော်ငါတို့နဲ့ပေါင်ရင်မင်းတို့ဘယ်ရပဲလာလာငါတို့နဲ့ပေါင်ရင်မင်းတို့တော်လိုင်းအိမ်ပေါ်မှာအဲ့တော့စကပေါ်ကတော့ကျိုင်းတယ်လို့ဖြစ်တာပေါ့ကွာမင်းတို့စစ်တစားလဲနှိုင်းတယ်လို့ဖြစ်တာပေါ့အမှန်တကယ်တော့အဲ့ဒါလဲကျိုင်းတာလဲမဟုတ်ပါဘူးဘာဖြစ်လို့ပုံကြီးနဲ့စစ်တစားဆိုတော့အလွှာကွာချလွန်းတယ်ကွာချလွန်းတာတော့ဒီလိုမျိုးဘိက္ခုနီဖြစ်ဖို့အတွက် ဘုံကြီးကပြောင်းလဲသွားနိုင်တယ်အဲ့တော့ဘေးစင်းသားကြီးတွေမိန်းမနဲ့ယောက်ျားမိန်းမနဲ့ယောက်ျားဘုံကြီးနဲ့ပြစ်တစားကဲဘုံကြီးဆိုတာရေဒူတွေပါလေဆိုမိန်းမအထီးတွေ့ရှိဒီပါအဲ့တော့စိတ်ကြိုင်သွားတဲ့ကိလေသာတွေနဲ့တွေးကြည့်မယ်ဆိုစိတ်ကြိုင်သွားဖို့များတာကဘုံကြီးဖြစ်မဟုတ်လားသူယောက်ျားလည်းဖြစ်တယ်ဟိုပြီးဘုံကြီးလည်းအထီးတွေ့နေတဲ့ဘုံကြီးလည်းဖြစ်တယ်ဟိုကလည်းမင်း ဘယ်လိုပြောရမင်းဆိုရစာတွေကိုဟိုရှစ်ခေပြစ်တစားဆိုတာဒီခုခေဟိုကန်တော်ကြီးဘင်းသားအဖာကိုပြောတာမဟုတ်ဘူးအရင်တော့အပြစ်တစားဆိုတော့ပြည်ရဲ့တန်စာပြည်ရဲ့တန်စာဆိုတာအဲ့လိုတောင်းတောင်းကောင်းနေတော့ကက်လို့မရဘူးအဲ့လိုဘယင်းနေဘယင်းနေတော့မဟုတ်ဘူးကွာအဲ့လိုနန်းတွင်းသူနန်းတွင်းသားတွေညာမှာအနေထားမှာကက်လို့ရတဲ့အနေထားသူကလည်းအဲ့လိုပေါ့အပြောဆိုဟိုလူဆွဲကောင်းတဲ့အမျိုးသမီးမျိုးတွေနေမှာပေါ့ကွာတို့ပေါ့လား ။ဘာလဲလို့အခြေအနေဖြစ်ကြောင်းမင်းတို့ဒီမှာခေါ်ထားရတဲ့အကြောင်းရင်းကသူကတော့မင်းတို့ဒီဘဲချင်းနေဘဲလွာဘဲဘာသာဘဲလူတန်းစားဘလို့မျိုးရပဲလာလာမင်းတို့မှာမတို့ရဲ့ပုံတူညီချက်တစ်ခုရှိရမယ်အဲ့ဒါမင်းတို့တော်လိုင်းရေးသမားဖြစ်ရတယ်။ဘောပေါ်လား။ဟုတ်ပါရဲ့မင်းတို့တော်လည်းသမားဖြစ်ရပြီအဲ့ဒါဟာတို့တော့ကောင်းနေထက်တာနောက်တစ်ခုကကျတော့ငါတို့ရဲ့တင်နှန်းခွင့်မှာဆိုငါတို့ကတ်ထားတယ်ပါလဲဆိုလို့ဆိုင်ရဲ့ဆရာကြီးပမောတင်အောင်ရဲ့ဆရာ ဲ့တော့မင်းတို့လူသားဘယ်လောက်ဆန်လဲဆိုတာကိုဘာနဲ့တိုင်းလဲဆိုတော့လူသားဘယ်လောက်ဆန်လဲဆိုတာသူခိတခိကိုဖြတ်တန်းတဲ့အခါခိတခိကပေးလာတဲ့တမိုင်းဝေးတမိုင်းပေးတောင်ဝင် ကိုဘယ်လောက်ကြည်ပုံစွာထမ်းဆောင်ခဲ့လဲဆိုတော့အပေါ်မှာမူတည်ပြီးလူသားဘယ်လောက်ဆန်လဲဆိုတာကိုတိုက်တာတယ်အဲ့တော့ငါတို့လောကမှာလူသားဆန်မှုတိုက်တာတဲ့ပေတံတွေကအများများတယ်ပိုပေတံရှိတယ်ဟုတ်လား လူအလူခွေဘယ်ချိန်မှာရတဲ့လဲလူသားဘယ်ချိန်မှာဆန်လဲဆိုအခုချိန်မှာလူသားဆန်နေတဲ့လူတွေမင်းတို့ငလင်းလုတ်တဲ့ချိန်မှာလူသားဆန်နေတဲ့သူတွေမင်းတို့တွေ့ရမှာပဲမင်းတို့ဒီနေ့ဆိုရင်ဒါမင်းတို့ဖုန်းသုံးရတော့မဟုတ်လားအဲဖုန်းသုံးရတော့မယ်ဆိုတော့ကြောင့်မင်းတို့ဖုန်းသုံးတဲ့ခါကျရင်လူသားဆန်မှုတွေမင်းတို့တွေ့ရတယ်လူသားဆန်မှုတွေမင်းတို့တွေ့ရတယ်အာငလင်းတို့ဘလို့ခြေခွဲတဲ့အကြောင်း post တင်မယ်ငလင်းတို့ဘလို့ပါဝင်တဲ့အကြောင်း post တင်မယ်အဲဒါမျိုးတွေပေါ့ကွာဒါတွေက ူခင်နဲ့သူကြည့်ပြန်တော့လဲသူဖြစ်နေတဲ့အခြေအနေနဲ့ကြည့်ပြန်တော့လဲမမအောင်ဘာဖြစ်လို့ဆိုဒီအချိန်မှာဒီလိုမျိုးခံစားချက်ဖြစ်တယ်ဆိုတော့မမအောင်ပေါ့ကွာဟုတ်လားမမအောင်ဒီငလင်လှုပ်တဲ့အချိန်မှာဒီလိုဟိုအလူငွေတွေလိုက်ကောက်ပြီးတော့မှငလင်နဲ့တင့်ပြီးသူတွေကိုတွားပြီးတော့မှဟိုတွားထောက်ပို့တယ်ဘာညာဆိုတာဒါမှားလားမှားဘူးဒါသူတို့ရဲ့လုပ်ရည်အမှန်တယ် ဒါပေမဲ့သူတို့လို့ရဲ့မှန်တယ်ဒါပေမဲ့သူတို့လူသားဆန်တယ်လို့တော့မင်းတို့တိုက်တာလို့မရအောင်သူတို့လို့ရဲ့မမအောင်တော့ဒီနေ့ဒီအချိန်အချိန်ကိုက်အခါကိုက်တော့လို့တယ်ဒါပေမဲ့သူတို့လို့ရဲ့မှန်တယ်ဒါပေမဲ့လူသားဆန်လားမဆန်လားဆိုတော့ပေတဲ့နဲ့တိုက်ကြည့်မယ်ဆိုတော့27ရာစုเนาะမအားလို့2021မှာမအားလို့အာနာသိမ့်မှုဖြစ်ပေါ်တယ်27 2021မှာအာနာသိမ့်မှုဖြစ်ပေါ်တော့ ။ဘာကြောင့်လဲ။ငါတို့ဒီတိုးတက်နေတဲ့အရွေးတစ်ခုကိုသွားမယ်။လူငယ်တွေရောလူကြီးတွေရောလူလက်တွေရောအတိုင်းတစ်ပြည်လုံးကမျောလင့်ထားတယ်။အဲ့ဒီမျောလင့်ချက်တွေကိုလည်းပြည်တော်စုမိခင်တော်ဆန်းစစ်ကြီးအကောင့်ထဲပေါ်ပေးတယ်။အဲ့ဒီအကောင့်ထဲပေါ်မှုနဲ့သူတိုးတက်သောနိုင်ငံတော်အဆင့်ကိုလည်းသွားနေကြပြီ။အဲ့ဒီအချိန်မှာဒါရာဇဝမှုတွေကိုဝန်မခံခြင်းနဲ့စစ်တပ်အုပ်စုကအာဏာသိမ်းမှုဖြစ်တယ်။အဲ့ဒီအချိန်မှာတိုင်းတစ်ပြည်လုံးကဒီမိုကရေစီနဲ့အညီတိုးတက်သောနိုင်ငံတော်မှာနေနေတဲ့အကြောင်းမို့တော်လှန်ရေးတရက်ကိုလှုပ်ကြတယ်။အဲ့ဒီအချိန်မှာလက်နက်အားကောင်းတဲ့စစ်ကောင်စီက အမျိုးမျိုးအရွာရွာအရရတိုင်းကိုမီးရှို့တာတွေမလုပ်ဘူးလားလုပ်ပါရဲ့ကျောင်းမဲ့လင်းနဲ့ပြစ်ခတ် တိုက်ခိုက်တာတွေမလုပ်ဘူးလားလုပ်ပါရဲ့မင်းတို့အမချင်းပြည်နဲ့ကချင်းပြည်နဲ့တော့ရန်ကုန်နဲ့မန္တလေးတော့မလုပ်ဘူးကွာစကိုင်းတိုင်းမကွေးတိုင်းเนาะရခိုင်ပြည်နဲ့တနိုင်ငံလုံးရဲ့အတိုင်းတာမှာသူတို့ဟိုဘာလို့စစ်တပ်ကိုထိတာနဲ့မင်းတို့ဟိုလူမျိုးသေးစေရမယ်ဆိုတော့လူမျိုးရေးပဋိပက္ခကိုမဆောင်ဘူးလားဟုတ်ပါရဲ့မဖန်သေးဘူးလား ်ပါဘူး။အဲ့လိုမျိုးလူမျိုးရေးပြိပခါဗမာတွေကဖြစ်နေတယ်။ကျေးဇူးပါဗမာတွေကမဖြစ်ရှင်ဘူးအဲ့ဒါကိုလုပ်နေတာစကားစဥပမာပေါ့ငါတို့ကင်ဒီနေမှာနေတယ်ငါတို့ကင်ဒီနေကနေတော့ခုတယ်ငါတို့သူတို့သူတို့ပြောပြောတဲ့နေရာပဲငါတို့သွားပြစ်တာပဲလေဟုတ်လားသူတို့ပြောတဲ့နေရာပဲသူတို့တက်ရှိတဲ့နေရာပဲငါတို့ပြစ်တာသူတို့ခဲထိုင်တဲ့နေရာပဲငါတို့ပြစ်တာဟုတ်လားဘာဖြစ်လို့ကြွားတွေကိုဘုံလိုက်ကျဲစစ်စစ်ကြည့်လေငါတို့မိကိုစားတော့လို့မရတော့အောင်လို့ကြွားတွေကို ဘုံလိုက်ကျဲတယ်အဲ့တော့အဲ့ဒီလိုမျိုးဘုံတွေကျဲပြီးတော့မှအပြစ်မဲ့ပြည်သူတွေတင်ကျင်နေရတဲ့အချိန်မှာအကယ်ဒမီပေးပွဲတွေမလုပ်ဘူးလားဟုတ်ပါဘူးလူပညာရှင်တွေပျော်ပျော်ပါးပါးသာသာတောက်တောက်တကကုံကုံဝဲမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့တော့ငလင်သိပြည်သူတွေရောလူမဟုတ်ဘူးလားဟုတ်ပါဘူးငါတို့ဒီပြည်နယ်နဲ့တိုင်းမှာနေတဲ့သူတွေရောလူမဟုတ်ဘူးလားဟုတ်ပါရဲ့ရွှေကျူအကယ်ဒမီပေးပွဲမှာရွှေကျူမယ်လေးတွေကသူတို့ကတာဖိနှုတ်တာငါလည်းကြည့်ရပျော်တာပေါ့ ဟုတ်လားဒါပေမဲ့အဲ့လိုမျိုးတနိုင်တပြည်လုံးတနတာတနိုင်ငံနဲ့တောက်မပြောသေးရနော်ကဘာသားအောင်မပြောသေးဘူးအဲ့လိုအခြေအနေမျိုးမှတော့မသူတို့ရဲ့ခုနပြောတဲ့လူသားဆန်မှုကပမာဟမ်ပမာလူသားဆန်မှုအဲ့ဒီမှာသူလူသားဆန်မှုတွေပဲပြောက်တယ်ဒီလိုအချိန်ကြမှာအဲ့တော့မြို့ငါပြောရမယ်ပရာဟိတလောက်တိုင်းလူတိုင်းရိုးသားတာမဟုတ်ဘူးရိုးသားတဲ့ပရာဟိတသမားတယောက်အကြောင်းငါပြောပြမယ်ပရာဟိတလောက်တိုင်းရိုးသားတာမဟုတ်ဘူး ်ဒီလိုအခြေအနေမျိုးမှာပရာဟီတာလိုရတဲ့အတွက်ကြောင့်မို့အတန်ရှင်ရတာပေါ့ကွာမဟုတ်လားထရန့်ဖြစ်နေတဲ့ငလင်တစ်ခုကိုအမိပြုတ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်ကျော်ကြားမှုကိုယ့်ရဲ့ brand တစ်ခုကိုသူများပတ်စံနဲ့တည်ဆောက်ခွင့်ရရဲဆိုတာဘလောက်ထိမိုင်းလိုက်တဲ့ marketing လဲဟုတ်လားဟုတ်ပါတယ်ထရန့်ဖြစ်နေတဲ့သတင်းတစ်ခုကိုကိုယ့်ရဲ့ brand တစ်ခုတက်အောင်သူများပတ်စံနဲ့တည်ဆောက်ရအဲ့ဒါလူသားဆန်တာဟုတ်ပါဘူးလူသားဆန်တယ်ဆိုတာပရာဟီတာ တော်လည်းပရဟိတစစ်သားတွေကတကယ်လူသားဆန်နဲ့ကောင်းနေပဲဒီလိုမျိုးအလုံးစုံဆွလုံးရတဲ့ပရဟိတမဟုတ်တဲ့ပရဟိတမျိုးလုံးချင်တဲ့သူတွေပေါ်တယ်ဟုတ်လားအေးပရဟိတစစ်သားလိုမျိုး အလုံးစုံဆွလုံးရတဲ့ပရဟိတမျိုးတော့လုံးချင်တဲ့သူတွေနည်းတယ်ဘိစင်းသားကြီးစနစ်တစ်ခုပြောင်းလဲသွားရင်မိမိသားစုငါမိသားစုတစုပဲချမ်းသာမှာလား ဟုတ်ပါဘူးစဉ်းစားမယ်ဆိုတော့ငွေရှိတယ်စိတ်ရှိတယ်ခန္ဓာရှိတယ်စိတ်ရှိတယ်ဟုတ်လားအဲ့တော့ဘာလို့ဒီစနစ်တစ်ခုကိုပြောင်းလဲအောင်လုပ်နေတယ်ပရာဟိတစစ်သားတွေဖြစ်ပရာဟိတစစ်သားအခမဲ့ငါတို့ဒီတော်လန်တိုက်ခိုက်ရတယ်အဲ့ဒီတို့ကြောင့်မို့ငါတို့မိသားစုတွေမနစ်နာရဘူးလားမနစ်ပါဘူးငါတို့ကိုယ်တိုင်ရောဒီနေ့မှ တပတ်မှအသားမင်းတို့ငါတို့နှစ်နှစ်ပဲစားပြီးတော့တော်လန်ရေးလုပ်နေတာမဟုတ်ဘူးလား ဟုတ်ပါရဲ့အဲ့တော့အဲ့ဒါကလည်းအစားအသောက်နဲ့ပတ်သက်လို့ဆွလို့ရမှုအနေထိုင်ရအောင်မင်းတို့ဘယ်လိုနေထိုင်ရလဲမင်းတို့မိဘအိမ်နဲ့တူလားတူပါဘူးစစ်ပြေးရှောင်ဖက်မှာတော့နေရတာနှိပ်ပါပါတယ်ဟုတ်လားဟုတ်ပါရဲ့ဒါပေမဲ့အဲ့ဒါလည်းနှိပ်ပါတယ်အဲ့နောက်တစ်ခုကျတော့ဗာရီလဲဆိုပြီးဘာလို့ရစီပွားရေးဆိုတာ၄၅နှစ်တော့တွင်းမှာမင်းတို့စဉ်းစားမိလားမစဉ်းစားမိဘူးစီပွားရေးလည်းမရှိတော့လူမှုရေးလည်းမရှိလူပညာလည်းမရှိတော့ အလုံးစုံဘဝတစ်ခုလုံးဆွတ်လွတ်ပြီးတော့မှခက်ခပေးလာတဲ့တမိုင်းပေးတောင်ဝင်ကိုထမ်းတဲ့ပရာဟိတာစစ်သားတွေဖြစ်သဘောပေါက်လားသဘောပေါက်ပါပဲအဲ့တော့ငါတို့ကပြောချင်တာခက်ကြောက်ပေါ်လာတဲ့ဒုက္ခတွေကိုအကြောင်းပြုပြီးတော့မှကိုယ်ပိုင် brand တည်ဆောက်တဲ့သူမျိုးတွေမင်းတို့မဖြစ်စေနဲ့အဲ့တော့တော်လိုင်းသမားတိုင်းမှာတော်လိုင်းသမားအားလုံးကောင်းတာမဟုတ်ဘူးအဲ့တော့တော်လိုင်းသမား trust ရှိတယ်ဟုတ်လား နော်အာနာသိမ့်ပြီးတဲ့နောက်မှာ PDF ဖြစ်ကြတာလူလူမချစ်ဘူးလားရှိပါရဲ့။ကုန်းယူစရာမကောင်းလား။ကောင်းပါရဲ့။အဲ့တော့ကုန်းယူစရာကောင်းတယ်လူလူချစ်တယ်ဒါကလည်းခုနပြောသလိုခက်ကပေးတဲ့ဒုက္ခတွေကဆရာတစ်ခုပဲ။အဲအဲ့ဒါကို PDF uniform တွေဝတ်နော်။ PDF uniform တွေဝတ်တကယ်တာကောင်းကြီးပရာဟိတစသားကြီးလိုမျိုး နေထိုင်ပြီးတော့ဆယ်လီတွေဖြစ်ပြီးလဲပြီးတော့အဲ့ဒီကရတဲ့ကိုပိုင် brand နဲ့ကိုပေါ့ကိုရက်တီဖို့လုံလောက်သွားတဲ့အခါကျတော့တော်လန်ကြီးကိုစွန့်ခွာသွားကြတယ်။ အဲ့ကောင်တွေရောမင်းတို့လူသားဆန်တယ်လို့ပြောလို့ရတယ်။မရပါဘူး။အဲ့တော့ဘော်ဒင်အောင်ပြောတဲ့စကားနဲ့ပြန်ပြီးတော့မှပြောရရင်လူသားဆန်မှုဆိုတာခစ်ကပေးတဲ့သမိုင်းပေးတောင်းဝင်ရောဘလောက်ကျွကျကျကျပုံပုံထမ်းဆောင်လဲဆိုတဲ့အပေါ်မှာပဲလူသားဆန်မှုကိုတိုင်းတာတယ်လေ။အဲ့တော့ညောင်မို့မင်းတို့ဒီခစ်ကပေးတဲ့သမိုင်းပေးတောင်းဝင်ကို trend ကြောက်လာရောက်တာမဟုတ်ပဲမင်းတို့လူတစ်တွေဒီဒေါ်လာရေးဆိုတဲ့ trend တစ်ခုကြောက်လာတာမဟုတ်ပဲ ਨੇ စစ်ကောင်စီကဒုက္ခပေးလို့ရှောင်ပြေးလာတာမဟုတ်ဘဲနဲ့တမိုင်းကခစ်ကပေးတဲ့တမိုင်းပေးတောင်းဝင်ကိုဘလောက်ကြိုးကြိုးနုံနုံထမ်းဆောင်မလဲဆိုတဲ့စိတ်နဲ့လူသားဆန်မှုကိုပြပါပရာဟိတစစ်သားထက်မြင်းနဲ့ပရာဟိတတမားကမရှိဘူးဘာပြောတာမှားလားမှန်လားလဲမင်းတို့မင်းတို့စဉ်းစားဘာပြောတိုင်းလဲမယုံနဲ့ရလားမင်းအဲ့ဒါမင်းတို့ပြောပြတာမင်းတို့အင်တာနက်သုံးတော့မယ်ဆိုတော့မင်းတို့ကပြင်ဟောပေးတာမင်းတို့ တရက်ဆံကကြိုတယ်ပြီးတယ်ဟောပေးတာမင်းတို့လူသားဆန်တဲ့ပုံကိုထူများနောက်တရက်တွင်မင်းတို့တွေ့လေသဘောပေါက်လားဟောပါဟောပြီးတော့ကြားလားဟေးဟောပေးတယ်မှန်လားမှန်လားဆိုတာမင်းတို့ကြည့်ပြီးတော့ဟောပေးတယ်ဆရာကြီးကိုကိုကြားလားဟေးဟောပြီးမင်းတို့ကလုံးကြစီရလုံးမင်းတို့ဖုံးထုတ်ကြစီရထုတ်လို့ကြစီရလုံးကြားလားဟေး